ဟိုအားလုံးမင်္ဂလာပါဒီနေ့ကြာတာဘေးနေနေထိုင်လေးတင်ပေးခြင်းလို့ပေါ့တင်ပေးရပါဘူးเนาะကျွန်တော်ခြိုက်တဲ့သူရှိလဲလိုက်ပေါ့ဗျာကျွန်တော်ဆရာချင်းဝမ်ချင်းလေးကိုတွားမယ်ဝမ်ချင်းလေးကိုတွားမယ်ဆိုတော့ဝမ်ချင်းကပေးနေတာတော်တော်ကိုကျွန်တော်တို့ကြာခဲ့ပြီဘယ်ရည်စားပေးခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ဒီဒီ6ရှစ်6ရှစ်ရတဲ့ခါကျကျွန်တော်တို့ဒီမှာ၄ခုချင်းရတယ်၄ခုချင်းကိုဒီ၄ခု6ရှစ်နှလုံးပေါင်းပြီးနောက်နေ့မနေ့တွေ၄ခုချင်းကိုဒီမှာ၄ခုချင်းပြီးတယ်ဗောနော် ၄မြင်းဆောင်ကို၄ကိုချင်း၄ကိုဒီကိုချင်းကိုကူးထီသွားတယ်အဲ့လိုမျိုးလေးတွေဆက်ပေးသွားတာဒီဒီတခြားတော့ဒီကဒီကနေထိုင်မှာဒီမဲ့ကပြေခါကြတော့ဒီမဲ့ဆက်ပေးတယ်ခွန်ရှစ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲ၅၃ညချင်းရတယ်ဆိုတော့ငါးထီသွားတယ်ပေါ့လေကိုချင်းကိုကူးထီတယ်လေကိုချင်းကိုကူးထီတယ်၅၃ညချင်းကိုငါးထီတယ်ကျွန်တော်တို့ကဘယ်တော့ခွန်ခွန် ခွန်ခွန်ပြန်လာတော့ဒီမှာ၄ခုချင်းကိုဒီမှာ၄ခုခွန်ခွန်ဆို၄ခုချင်းဖြစ်မှာဗောနော်၄ပါပါကို၄ခုချင်းကိုဒီမှာ၄ပြန်ထီတယ်ဗောနော်ကျွန်တော်တို့ခွန်ကူခွန်ကူဆိုတော့ကျွန်တော်ဗာလဲဆိုတော့ခွန်ကူဆိုတော့၆တစ်ချင်းကိုကျွန်တော်ဒီမှာတစ်ထီသွားတယ်ကျွန်တော်တို့ကို၄၃၈၉၄ဆိုတော့၃၈ချင်းကို၃ထီသွားတယ်ကျွန်တော်တို့ဒီမှာ၄ခု၃၈ချင်းပြန်ရတယ်၈ထီသွားတယ်ဗောနော်အဲဒီနေ့ဒီနေ့မနေ့တော့ဗာရမလဲဆိုတော့ဒီမှာ၉နဲ့ကျွန်တော်တို့တင်းနေပါဦးနော်၃ညဆိုတော့၃ညပါပါ၅၃ညငါးချင်းပေါ့နော်ချင်းလေးက 3ည5ချိန်ဒီနေ့မနေ့အတွက်ချိန်သည်3ည5ချိန်ည5ချိန်ရယ်ည5ချိန်တတာပြီး1ချိန်ကနာတာပြီးတော့မနေ့ဖြစ်ရင်ကျွန်တော်ညနေရော1ချိန်ထွက်မှာတော့နေကုန်ပဲကျွန်တော်ကတော့ဟုတ်တော့ဘာလို့ဆိုမနေ့မပြီးညနေပြီးခဲ့တာဘူးကျွန်တော်ဗရိတ်ဗရိတ်ကဏ္ဍပြမပြီးဗရိတ်ကဏ္ဍကြတော့ဗရိတ်ကြတော့ကျွန်တော်ဘယ်လိုလာမလဲလို့ဆိုတဲ့ခါကြတော့ဒီမဆပြီးတယ်ကျွန်တော်တို့ငါနောက်နှလုံးပေါင်းခြင်းပေါ့နော်ငါနဲ့၄နဲ့ပေါင်းတယ်၄၉ပြည့်ရတယ်၄ မြင်းဆောင်ကိုပရိတ်ရဘီကေဘောနော်ပရိတ်လေးကိုပရိတ်ကိုကျွန်တော်ဒီမှာ40လို့ထွက်သွားတယ်40လို့ထွက်သွားတယ်ဘောနော်40လို့ထွက်သွားခါကျလေးပရိတ်အောင်သွားတယ်ဒါပေမဲ့ဒီခါကျကျွန်တော်တို့38လုံးညာရှိတော့ကျွန်တော်နှလုံးပေါင်းချင်းဒီရှေ့ရှေ့ပါပါ3ဆိုတော့3ရှက်3ရှက်ပရိတ်ကိုကျွန်တော်ဒီမှာထွက်သွားရတယ်ဟုတ်တယ်မလား3ရှက်ပရိတ်ကိုထွက်သွားရတယ်3ထွက်ပြထွက်သွားတဲ့ခါကျတော့အမအပဲဒီမှာ1နဲ့10နဲ့ပေါင်းတော့ကျွန်တော်9 9ပါပါ4တော့9လေးပရိတ်9လေးပရိတ်ကိုကျွန်တော်ဒီမှာထွက်သွားရတယ်အဲဒါ3နဲ့9နဲ့ ထပ်ပေါင်းမယ်3နဲ့9နဲ့ပေါင်းပြီး2ခွန်ပရိတ်2ခွန်ပရိတ်ကိုကျွန်တော်ပြောရခဲ့မနေ့မနေ့ပိုင်းမထွက်ညနေပိုင်းကိုထွက်ပါလိမ့်မယ်ဆိုတဲ့အတိုင်းမနေ့ပိုင်းညနေပိုင်းမှာနေ့ပိုင်းမှာတရှိလို့ပြောင်းသွားတဲ့အတွက်ကျွန်တော်တို့ကဒီမှာညနေပိုင်းကိုသွားပြီးမှ2ပရိတ်2ဖွာသွင်းမှာတဘူးဆိုရင်မှကျွန်တော်2ပရိတ်ထွက်လာခဲ့တယ်အဲဒါဒီနေ့ပြည့်တော့ကျွန်တော်တို့ကဗာ8တက်8တက်ဆိုကျွန်တော်ဒီနေ့ဗာရမလဲဆိုတော့ကျွန်တော်တို့ရဲ့ပရိတ်ဒီပရိတ်ကဗာရလဲဆိုတော့ပရိတ်ကကျွန်တော်တို့8တက်ဆိုတော့9 4ပရိတ်ပေါ့ ကိုလေးပရိရတယ်ကျွန်တော်တို့ဒါဟိုငွေ၅ချင်းရယ်ကိုလေးပရိရရပြီကျွန်တော်ကီးကီးကိုကြည့်မယ်မနေ့ကကျွန်တော်နှစ်ဟိုလေးကိုနှစ်ကီးရနေကျွန်တော်တို့ပျောက်သွားတယ်အဲ့ဒါဒီနေ့ကျတော့ကျွန်တော်ပဲကီးကဘယ်လိုပြန်ပြောင်းသွားလဲဆိုတော့ဒီကနေစပြန်ပြောင်းသွားတာကျွန်တော်တို့ဒီမှာနှစ်ခွန်၈၃၆လေးကိုနှစ်ပေးခဲ့ဟိုလေးကိုနှစ်ပေါ့နော်ပေးခဲ့တယ်ကျွန်တော်ဒီမှာကျတော့ကျွန်တော်တို့ 619ကီးဆိုပြီးမှပြောင်းသွားတယ်ကျွန်တော်619ကီးကိုထိတယ်ဒီ619ကီးထိတယ်ဘောနော်တော်ဒီမှာဒီမှာထိရလေးလိုက်ပြတာပါ619ကီးကိုနေတိုင်းသိထိနေတဲ့ဟာလေးကိုလည်းလိုက်ပြလိုက်တော့မယ်619ကီးထိတာတော့တိတော်များများတယ်ဟုတ်တယ်ဟုတ်တယ်ဒီနေ့လဲကျွန်တော်တို့ကီးသည်619ကီးဒါကြောင့်မို့6 6 619ကီးအဲကျွန်တော်တို့အဲ့ဒါကိုပြန်မချုပ်မယ် ထုတ်မယ်ဆိုကျွန်တော်တို့ထိုးမယ်ထိုးမယ်ဟာဒီဟိုတဘောတရားကျွန်တော်တို့မချောင်းတဲ့ပရိန်နဲ့ဒီကီးနဲ့ဝမ်ဂျိန်းနဲ့နှစ်ခုချိန်ထိတ်မှာဒီပရိန်နဲ့ကတ်တာလေးကတ်ကတ်လိုက်မယ်ဆိုမှ69ဆိုရင်ကျွန်တော်တို့ဒီဟော60ဆိုရင်ကျွန်တော်တို့ဒီပရိန်နဲ့မညီဘူး65လည်းမညီဘူး30လည်းမညီဘူးတင်5လည်းမညီဘူးအဲ့ဒါ90ညီ90ကြတော့ကျွန်တော်တို့ဘလို့ညီသွားလဲဆိုတော့90 90ဒီကိုပရိနဲ့ညီတယ်95ဒီ ျွန်တော်တို့လေးပရိတ်နဲ့ညီတယ်။အဲဒါကျွန်တော်တို့ဒီနေ့ထိုးရမှာဒီပါလေ90နဲ့90နဲ့95ဟုတ်တယ်မလား90 95နှစ်ကွယ်နှစ်ကွယ်ထဲမှာဘယ်ကောင်ကိုပို့ကြည့်လဲဘယ်ကောင်ကိုပို့ပြီးမှတင်ထိုးကြည့်တင်ထိုးတင်လဲဆိုရင်တော့ဟိုကျွန်တော်တို့ဒီဘာပေါ့လက်တက်ဆိုင်ကလေးပေးနေတဲ့ပုံစံလေးတခုရှိတာတော့ဒီနှလုံးပေါင်းခြင်းလေးတွေပေါ့နော်ဒီနှလုံးပေါင်းခြင်းလေးဆိုတာကတော့ဒီကောင်ကကျွန်တော်တို့ဒီမှာ ကိုခွန်ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့က6ဖြစ်တယ်ကိုခွန်ဆိုတော့ကျွန်တော်တို့က6ဖြစ်တယ်6 6ပြီးရင်သူကယော့သွားတယ်6ပြီးတဲ့ခါကျတော့9ခေါ်ဖို့ခွန်6 6ပြီးဒီအောက်ကနှလုံးထပ်ပေါင်းတဲ့ခါကျ9ဖြစ်ရယ်အဲဒီမှာ6ပြီးတော့9 9ပြီးတော့ကျွန်တော်တို့က3တက်လာတယ်3တက်ဆိုတော့ကျွန်တော်တို့ကဒီမှာကျတော့4အဲကျွန်တော်ဒီမှာကြတော့ဒီနှလုံးနောက်ပိတ်နှလုံးပေါင်းခြင်းဟာကျွန်တော်တို့၃ဖြစ်ရမှာဘူးဗျ။အဲ၃ဖြစ်ခြင်းတခါကျရှစ်ကို၃ဖြစ်ခြင်းအောင်ကျွန်တော်တို့၅နဲ့ပေါင်းမယ်အတွက်ကျွန်တော်တို့ကဒီမှာဒီ ငါးကပါပြောမလဲဆိုတော့ကျွန်တော်ဒီမှာငါးနောက်ပိတ်ရတယ်။ငါးနောက်ပိတ်ကျွန်တော်တို့ရဲ့ကဏ္ဍထဲမှာလည်းမြည်ရဆို၉ငါးကိုကျွန်တော်ကတင်ထိုးရမှာပေါ့နော်။အဲဒီမို့ကျွန်တော်တို့ဒီကျွန်တော်ရဲ့အဓိကအကြိုက်ဆုံးပြီးရတော့ဒီကထဲဒီ၉ငါး၉ငါးကိုကျွန်တော်တို့ကတော့အော်ပေါ့နော်ကျွန်တော်ကတော့၉ငါးထဲထဲပဲထဲအော်ပေါ့ရဲ့နော်အဲ့ဒါပဲ။